တတိယသမရသက်တမ်းတာဝန်ယူနိုင်ခွင့်အတွက်စဉ်းစားနေတယ်ဆိုတာကနောက်ပြောင်တာမဟုတ်ဘူးလို့အမေရိကန်သမရဒေါ်နယ်ထရမ့်ပြောပါတယ်။မတ်လ30ရက်နေ့တုန်းက NBC သတင်းဌာနနဲ့အင်တာဗျူးမှာထရမ့်ကအခုလိုပြောဆိုသွားခဲ့တာပါ။အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာလူပုဂ္ဂိုလ်တဦးအတွက်၄နှစ်သမရသက်တမ်းနှစ်ကြိမ်ထက်ပိုထမ်းဆောင်ခွင့်မပြုဘူးလို့အတိအလင်းပြဋ္ဌာန်းထားပါတယ်။ထရမ့်ဟာဇက်တိုင်မဟုတ်တဲ့သမရသက်တမ်းဒုတိယကြိမ်ကို January 20ရက်နေ့မှာစတင်တာဝန်ယူခဲ့ပြီးတတိယသက်တမ်းတာဝန်ယူဖို့စိတ်ဝင်စားတယ်ဆိုတာမျိုးအရေးအမွေပြောခဲ့ပူးပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ NBC ကမေးမြန်းတဲ့အခါ Trump က "तू हा နောက်ပြောင်ပြောခဲ့တာမဟုတ်ဘူး"လို့ဆိုပါတယ်။ဒါပေမဲ့တတိယသက်တမ်းအကြောင်းတကယ်တမ်းစဉ်းစားဖို့ဆိုတာကလောလောဆယ်မှာအရန်ဆောလွန်နေသေးတယ်လို့သူကဆက်ပြောပါတယ်။သမရသက်တမ်းကိုနှစ်ကြိမ်ထပ်ပို့ပြီးတိုးမြင့်ဖို့ဆိုတာဟာအောက်လွတ်တော်အမတ်၃ပုံ၂ပုံနဲ့ American ပြည်နယ်90တဲက၄ပုံ၃ပုံရဲ့ထောက်ခံအတီးပြုချက်လိုပါတယ်။ ထရမ့်ရဲ့မဟာမိတ်တချို့ကထရမ့်ဟာလက်ရှိသမရတတန်ကုံဆုံးမဲ့2029နှစ်စာပိုင်းအလွန်အထိအင်ဖြူရောမှာဆက်ရှိနေတင့်တယ်ဆိုတဲ့သဘောမျိုးကိုအကဲစမ်းပြီးဝါဒဖြန့်မှုတွေလည်းရှိနေပါတယ်။လက်ရှိထရမ့်ဟာအသက်88နှစ်ရှိပြီဖြစ်ပြီးကျန်းသက်စာချိန်ဆိုချိန်မှာ အမေရိကန်ရဲ့အသက်အကြီးဆုံးသမရအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။